ကျွန်တော်ဘာလဲဆိုတာတော့ပြိတ္တကူရောမအေးမြတ်သူရောချပြခဲ့မှာဗျဟုတ်မအေးမြတ်သူရှေ့မှာလဲတရုတ်ဆောင်စကီကိုလဲချပြချင်တာလဲပါတယ်အာမအေးမြတ်သူနဲ့လဲကျွန်တော်လဲမစုံပါသေးဘူးဆိုတော့မအေးမြတ်သူကိုလဲကျွန်တော်ရဲ့ item skill တွေကိုညို့ရောအမှန်တမ်းပြောမယ်ဆိုရင်ရွှေဂျိုမာတော့ကလဲကြောက်ခဲ့ရပါတယ်အခုလဲကိုညို့နဲ့ပြန်စုံကတော့အာကြောက်စိတ်တော့ရှိတာရောကျွန်တော်တို့ကန့်ဝင်တဲ့အချိန်ကြရင်ကိုညို့ရဲ့ဒီ surprise အာဒီလာမဲ့ຢာလေးတွေကဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်ဘက်ကအရင်ရင်ခုန်နေပြီဗျဟုတ် ကိုညိုကအော်စကားပြောရင်လိုရာထက်ပိုမပြောဘူးပြီးတော့ဟိုအလုတ်လုပ်ရင်အရန်တိကြတယ်ဗျာပြီးတော့ဟိုဘယ်လိုပြောရမလဲဒဲပြောတဲ့ line ဆိုတော့ကိုညိုကိုတော်တော်များများကြောက်ကြတယ်လို့မြင်ပါတယ်ကိုညိုနဲ့အပြင်မှာစုံရတော့ကျွန်တော်တိတ်တော့ဘယ်လိုပြောရမလဲအရန်တရင်တင်းကြီးတော့မတွေ့သေးဘူးဗျာအကဲကန့်နေဝင်တော့မှာပဲကိုညိုနဲ့ဘလို့ဒီ community ရှိမလဲဆိုတော့ကျွန်တော်ဘက်ကသိရမှာပါဗျာဟုတ်အော်ရွှေဂျိုပြီးရဲ့အချိန်မှာကျွန်တော်ဒီ နောက်ထပ်အနုပညာတစ်ခုပရိသတ်ကိုခြပြခြင်းလို့ဒီပြိုင်ပွဲလေးကိုဝင်ပြိုင်ပြစ်တာပေါ့ဗျဟုတ်ဒီမှာကျတော့ဒိုင်နေရတော့ရွှေကြိုထဲမှာမပါတယ်မအိမျက်သူတယောက်တော့ပါတယ်ပေါ့နော်ကျန်တဲ့နှစ်ယောက်ကဒီကိုညိုနဲ့ဒီတီစင်းရတော့ဒီရွှေကြိုတုန်းကကျွန်တော်တို့နဲ့ဆုံခဲ့ဘူးတယ်ပေါ့အာကျွန်တော်တို့တော့ဘယ်လိုပြောပြရမလဲဆိုတော့မအိမျက်သူရှေ့မှာကျွန်တော်ရဲ့တရုပ်ဆောင်စကီတွေကိုခြပြခြင်းနာလဲပါတော့ပေါ့အဲကြောင့်ဒီပြိုင်ပွဲကိုကျွန်တော်ဝင်ပြိုင်ပြစ်တာပါဗျဟုတ် တော့ကျွန်တော်ရဲ့တဲလန်နဲ့ဆိုရင်တော့အဲ့အမှကျွန်တော်ဒီ TikTok ကကျွန်တော်ရဲ့ပေါက်ခဲ့တဲ့ဒီ content တစ်ခုကိုပဲကျွန်တော်ကိုးကားပြီးတော့ဒီအာကိုအောင်ရင်းလင်းရဲ့စကားတစ်ခုနဲ့ကျွန်တော်ဆက်ဆက်ပြီးတော့တရုပ်ဆောင်ခဲ့ပါတယ်ဗျဟုတ်အဲ့အမှဒီပေါ့နော်ကျွန်တော်တို့အယောက်20ရွေးကန်ဒီမှာအမဘယ်အဆင့်ထိပါမှာလဲဆိုပြီးတော့ ဟိုမျောလင့်ထားလဲကိုကျွန်တော်မေးခဲ့ပါတယ်ကျွန်တော်ကတော့ဒီဝင်းနာရတဲ့အဆင့်ထိစူးစမ်းမယ်လို့ကျွန်တော်ကတော့ပြောခဲ့ပါတယ်ဗျဟုတ်မက်အိမြတ်သူရှေ့မှာလဲတရုတ်ဆောင် skill ကိုလဲချပြကျင်တာလဲပါတယ်ပြီးတော့အကျွန်တော်ရဲ့ဒီပေါ့နော်ဒီအမှုပညာလှူရှားမှုကိုလဲပြိဿတ်ကိုအဆက်မပြတ်ဝါခြင်းလို့ဒီလိုမျိုးပြိုင်ပွဲလေးတွေကိုကျွန်တော်ဘက်ကဝင်ပြိုင်ပြတာပါဗျဟုတ်အာအမရဲ့ comment ကဒီပေါ့နော်စင်းပေါ်မှာတော့ကျွန်တော်တို့မပါလိုက်ဘူးပေါ့ကိုညိုရောအမရောတီစင်ရောကျွန်တော်ကိုအကြိုက်ပါတယ်ပြီးတော့ဒီ ပြိုင်ပွဲတလျှောက်ကျွန်တော်တို့ကန့်ဝင်နိုင်လားဆိုတဲ့အရာလည်းမေးခဲ့ပါတယ်ကျွန်တော်ဘက်ကဝင်နိုင်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်ဗျဟုတ်အော်ကိုဘက်ကကြိုတင်မြင်စင်လာတဲ့ဟာကိုပဲကျွန်တော်တို့ဘက်ကတရုတ်ဆောင်လာပါပြီးတော့ဟိုဒီပြိုင်ပွဲမပြိုင်ခင်တလျှောက်လုံးမှာကျွန်တော်ကားလမ်းနေပိတ်တော့နည်းနည်းစိတ်တရားကြောက်ကြရဖြစ်နေဒါပေမဲ့ဟိုပြိုင်ပွဲပြိုင်တဲ့အချိန်မှာတော့အကောင်းဆုံးစူးစမ်းပြီးတော့ဟိုရှင်ပြိုင်ခဲ့ပါတယ်ဗျဟုတ်အာရွှေချိုပြိုင်ရတာကြတော့ကျွန်တော်တို့ ဒီဘောင်ထဲမှာဗောနော်ဟိုတေချာလောက်ရတာဗောဒီမှာကျတော့ဘောင်တစ်ခုကိုမထားတာဘူးကျွန်တော်တို့လုတ်ပြခြင်းနဲ့အရာကိုလုတ်ပြလို့ရတယ်အဲအဲ့အတွက်ကြောင့်လည်းအရှိမဒီလုတ်ပြသွားတဲ့သူဆိုကိုညုံနေတောင်မှ against ဖြစ်ပြီးတော့လေအာနည်းနည်းလေးဟိုဘယ်လိုပြောရမလဲမိုက်သွားတယ်ဗောရှိုးလေးကမြိုင်သွားတယ်ဗောဟုတ်ကဲ့ဗော ကိုညိုတော့အမှန်တမ်းပြောမယ်ဆိုရင်ရွှေဂျိုမာတော့ကလည်းကြောက်ခဲ့ရပါတယ်အခုလည်းကိုညိုနဲ့ပြန်ဆောင်ကတော့အာကြောက်စိတ်တော့ရှိတာပေါ့ကျွန်တော်တို့ကန့်ဝင်တဲ့အချိန်ကြရင်ကိုညိုရဲ့ဒီ surprise အာဒီလာမဲ့အရာလေးတွေကဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်ဘက်ကအရန်ကိုရင်ခုန်နေပြီဗျဟုတ်ကိုညိုကအာစကားပြောရင်လိုရာထပ်ပုံမပြောဘူးပြီးတော့ဟိုအလုပ်လုပ်ရင်အရန်တိကြတယ်ဗျပြီးတော့ဟိုဘယ်လိုပြောရမလဲ တဲ့ပြောတဲ့ line ဆိုတော့ကိုညိုကိုတော်တော်များများကြောက်ကြတယ်လို့မြင်ပါတယ်။ကိုညိုနဲ့အပြင်မှာဆုံးကတော့ကျွန်တော်တို့တိတ်တော့ဘယ်လိုပြောရမလဲ။အရန်တရင်တင်းတီးတော့မတွေ့သေးဘူးဗျ။အကယ်ကန့်နဲ့ဝင်တော့မှာပဲကိုညိုနဲ့ဘလို့ဒီ community ရှိမလဲဆိုတော့ကျွန်တော်ဘက်ကသိရမှာပေါ့ဗျ။ဟုတ်။အဲကန့်မှာအကောင်းဆုံးကြိုးစားပါမယ်။ဒီဒီ show ကနေကျွန်တော်ရဲ့ဒီခြေလမ်းနောက်တစ်ခုကိုကျွန်တော်တက်နိုင်အောင်ကြိုးစားပါမယ်လို့အားလုံးကိုကြေပေးပါဗျ။ အာ top 20မပါခင်မှာကျွန်တော်တို့ဒီရွှေကြိုပြိုင်တုံးကလည်းကျွန်တော်တို့အာရွှေကြိုမှာပါဖို့အတွက်ကျွန်တော်ရင်ခုန်ခဲ့ရတယ်ပေါ့ညဘက်ကြီးအာဘယ်အချိန်မှာငါတို့ဟာတွေပါမလဲပေါ့အာအောင်စင်းထွက်တယ်လို့ပေါ့အာဒါပေမဲ့ကျွန်တော်ဘက်ကဒီ show ကိုကြတော့ငါလုံးပြမယ်ငါလုံးပြသလောက်အရာတော့လေးတခုတော့ထင်ပါပဲဆိုရစိတ်နဲ့ကျွန်တော်ဘက်ကရှင်ပြိုင်ခဲ့တာပါဗျရန်တော့ရင်ခုန်ရတာပေါ့ဟုတ်စိတ်မလျှော့ဘူးစိတ်မလျှော့ဘူး ျွန်တော်ကဘယ်တော့မှစိတ်မလျှော်ဘူးစိတ်ကိုအကောင်းဆုံးပြင်ဆင်ထားတယ်အာရှုံးသည့် ဖြစ်စေအာဒီပြိုင်ပွဲမှာဝင်နိုင်ရသည့်ဖြစ်စေကျွန်တော်ဘက်ကအာပရိသတ်ကိုကျွန်တော်ချပြနိုင်တဲ့အရာတစ်ခုကိုတော့အကောင်းဆုံးချပြအောင်ပါဗျဟုတ်မအိမ်မြတ်သူကိုလည်းအာမအိမ်မြတ်သူနဲ့လည်းကျွန်တော်လည်းမစုံပါသေးဘူးဆိုတော့မအိမ်မြတ်သူကိုလည်းကျွန်တော်ရဲ့ item skill တွေဘလိုပဲဖြစ်ဖြစ်ပြဝင်းနာဒီဖြစ်ခဲ့သည်ဖြစ်စေမဖြစ်ခဲ့သည်ဖြစ်စေကျွန်တော်ဘက်ကအာကျွန်တော်ဘာလဲဆိုတာတော့ပရိသတ်ကိုရောမအိမ်မြတ်သူကိုရောချပြခဲ့မှာဗျဟုတ် 24ရက်နေ့ကျွန်တော်တို့ဒီ pre show ရှိရယ်ဗောနော်အာကျွန်တော်တို့ရဲ့ superstar academy ကိုကြည့်ကျင်တဲ့သူတွေကိုကျွန်တော်ဘက်က show like application down တာပါလို့ show like ကနေပဲကျွန်တော်တို့ application ဟိုဟော series ကိုကြည့်လို့ရမှာပါလို့နောက်ဟိုဟာတွေကတော့ YouTube တို့ဘာတို့ကတော့နည်းနည်းနောက်3-4လလောက်နေမှတင်ပါဆိုတော့ဟို show like ကိုပဲ down တာပါလို့ကျွန်တော်ဘက်ကပြောချင်ပါတယ်ဗျဟုတ်တိုင်ပွဲတစ်လျှောက် အာကျွန်တော်ဘက်ကအကောင်းဆုံးကြိုးစားပါမယ်ကျွန်တော်ကိုချစ်ခင်တဲ့အာကျွန်တော်ရဲ့ဒီ Coco Baby fan လေးတွေရောဒီ Facebook ကအမြဲတမ်းစောင့်ကြည့်နေတဲ့သူတွေရောကျွန်တော်ဘက်ကအကောင်းဆုံးကြိုးစားပါမယ်လို့ကျွန်တော်ဘက်ကကတိပေးပါရစေဟုတ်